အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champion Pay တက်တဲ့အားလုံးမင်္ဂလာပါအခု Liverpool အသင်းကကိုမင်းညာက Florian Vaz ကိုသူတို့ခေါ်လိုက်ပြီး Milos Kaki ရဲ့အပြောင်းအရွှေ့ကိုလည်းသူတို့ကြီးညာဖို့ပြီးတော့ဖြစ်သွားပြီးအဲ့နေရာမှာ Jeremy Frimpong ကိုသူတို့ခေါ်ဖို့ဖြစ်တဲ့ကြောင့်သူတို့လိုချင်တဲ့ကစားမ၃ရောက်ရသွားပြီဒီနေရာမှာ Arsenal Isak ကိုလိုက်နေတယ် တစ်ချိန်တည်းမှာပဲမာကေဟီကိုပါစိတ်ဝင်စားနေပြီးတော့ဂိုသမာမမာတက်ရှ်ဝီရောက်လာမယ်ဆိုတော့ကလပ်ကအခုလောလောဆယ်မှာတခေ fire power ရှိတဲ့အသင်းကိုသူတို့တည်ဆောက်ထားတယ်ဒါလီဗာပူးကတခေကိုလုံးဝမထင်မှတ်လောက်တဲ့ quality team ကိုတည်ဆောက်ထားတယ်သူတို့တိုက်စစ်ကိုကြည့်ရင်ပြအခုလက်ရှိလူတွေမထွက်ဘူးဆိုရင်တော့မှနူးညက်ရဲ့ DS ရဲ့ Jota ရဲ့ Gabbo ရဲ့ Salas ရဲ့ Khiza ရဲ့ပုံမှာအခုတက်ရှိက Florian Vas ကိုထပ်ပေါင်းတယ်ဒါကျွန်တော်တို့က Gavi Elias ဆိုပါတော့ထဲမတွက်သေးဘူးဆိုတော့အဲ့ဒီနေရာမှာအခုကိုသမားခဲလာဟာထွက်သွားတယ် Bradford ကိုပြောင်းသွားတယ်ပြီးတော့ Consach က Bayer Leverkusen ကိုပြောင်းတယ်ဆိုတော့ကျွန်တော် Andy Robertson ဆက်ရှိမရှိမသိကြဘူးမရှိလဲ Milos Kakic ရှိတယ် Robertson ဆက်နေမယ်ဆိုရင် Costas Simic ထွက်နေတယ်ဒီလောက်ပဲဒီကြတယ် Liverpool က transfer မှာ Isak ကိုခေါ်မယ်ဆိုတော့တန်150နဲ့200ကျားကျနေတယ် ဒါပေမဲ့ maybe striker တယောက်တော့သူတို့ခေါ်မယ်ပြီးတာနဲ့နူညက်တို့ဘာလို့သူတို့ထွက်သွားနိုင်လဲဆိုအဲ့ဒီနေရာမှာ Liverpool ကပိုကောင်းတဲ့အသင်းဖြစ်သူတို့ဒီဆောက်ပြီးမနေ့က Klopp အသင်းကို Arsenal ခံရပါလေပါညာနဲ့ဝေဖန်ခံရတာပေါ့လေဒီကောင်အလောက်မဟုတ်ပါဘူး Klopp အသင်းကိုခံလိုက်လို့ပါပါညာနဲ့ပြောရှင်မှာဒီအာဒီကသူပြန်ပြီး response လောက်ရတော့ဒါဒီနေ့ရာဒီကသူစိတ်ချိုက်အသင်းဖြစ်လာပြီးမနေ့ကအသင်းကိုအများကြီးပြောင်းလဲပြီးပြောင်းလဲဆိုတော့လေအဓိကပြောင်းတာမဟုတ်တချို့ဘိုင်းတွေပြောင်းလာပြီး ဒါပေမဲ့မနစ်ကသူ့ကို credit ပေးရမှာက Ryan Gravenbach လို့ကစားသမားမျိုးကိုသူပေါ်ထုတ်ခံခဲ့တယ်။သူတိုက်စစ်ကို479ပုံစံတောက်လျှောက်သွားပြီးတော့ Jota နဲ့ Nunez အခမ်းကဏ္ဍကိုရှော့ချတယ်။ Mosales ကသူ့ရဲ့အကောင်းဆုံး season တွေကတစ်ခုဖြစ်ဖျက်သိမ်းခဲ့တယ်။ဆိုတော့ Liverpool အမှတ်ပေး Champion ရဲ့သူ့ကိုနောက်ဆုံး9နှစ်တွင်၄ချိန်မြောက်ရတဲ့အချိန်20မြောက် Champion ဖြစ်တယ်။တော့အဲ့နေရာမှာအခုဖြည့်တင်းမှုတွေပေါ့လေအခုတို့နည်းနည်းလေးစဉ်းစားကြကခနာတီတယောက်ရဲ့ contract ကလွဲရင်ကျန်တာတွေကလီဗာပူးက အခုအပေါင်းလက္ခဏာစောင်းတယ်။ Okay track မရှိတော့တာဖြစ်ပေမဲ့ခု Jeremy Frimbaum ရှိတယ်ဗျာ။ Andy Robinson မရှိခင်တောင်မှ Kharkiv ရောက်ပြီ။ Life for life တို့ထည့်ထားပြီ။အဲ့ဒါကိုမှ Florian Verse ကအပူထက်ထည့်ထားတာ။ DS ကိုအထောင်ထားပြီးတော့ Gambo ရဲ့ Florian Verse ကကစားသွားနိုင်တယ်။တစ်ဆယ်ရိုးနဲ့လည်းပြောင်းနိုင်တယ်။ဘာလို့မှလုံးစရာလည်းအများကြီးရှိတယ်။ဆိုတော့ Arnie Slot အသင်းရဲ့ယာတိအစပွဲစဉ်စပွဲကဘလို့ချင်းနေရှိမလဲ။ ကျွန်တော်တို့ Man United ကိုကျွန်တော်တို့တုံးသက်ပြီးပြီ Arsenal ကိုတုံးသက်ပြီးတဲ့ချိန်မှာ Liverpool Liverpool က difficulty rating မှာအဆင့်၄လား၅လားမရှိသေးဘူး။၄၄၄ရှိတယ်။ဆိုတော့ဒါကိုကြည့်ကြမယ့်သူတို့ရဲ့ယာတီအစပွဲစဉ်၁၀ပွဲကလည်းတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲ။ အသိန်းကြီးတွေပါတယ်ဗျာဆိုတော့လီဗာပူးရဲ့ပွဲစဉ်တစ်ကအန်ဖီကွဲမှာ15ပွင့်နေသူတို့စကံပြီသူတို့နဲ့ကမ်းမဲ့အတင်းကဘုံပေါက်ကိုသူတို့အိမ်ကွဲမှာခံရမယ်။ Orchestra 15ပေါ့လေဒေသဆန်တော်ချင်းညရှင်နိုင်ပြီးမှဆန်တော်ချင်းနနက်တနားရခွဲ Orchestra 15ရဲ့နေ့ Liverpool ကပွဲစဉ်တစ်ဘုံပေါက်ကို Anfield မှာခံရမယ်။အဲ့ဒါကဖွင့်ပွဲ ီးတာနဲ့သူတို့တို့ခက်ခဲတယ်အသေးနိုင်တဲ့ခက်ခွဲတဲ့စိတ်ဂျိမ်းစ်ဘတ်ကိုသွားပြီးတော့ညူကာဆယ်နဲ့ကမ်းတယ်ဒါပေမဲ့အမှန်တမ်းပြောရင်တော့လီဗာပူးကညူကာဆယ်ကိုတိတ်မလျှောဘူးဗျတရီလောက်ပဲကြာသူတို့အနိုင်တရီအလောက်ပဲဆိုတော့ညူကာဆယ်စိတ်ဂျိမ်းစ်ဘတ်ကဘယ်သူမှမလဲဘူးဆိုတော့ဒုတိယပွဲကညူကာဆယ်ကိုသူတို့အဝေးကွင်းကမ်းတယ်အဲ့ဒါပြီးတာနဲ့လီဗာပူးကအာဆယ်ကိုအန်ဖီကွင်းမှာထပ်ကမ်းတယ်ဆိုတော့သူတို့အိမ်ကွင်းမှာဘုံပေါက်ကိုကမ်းအိုက်ပွဲကျွန်တော်ထင်တော့အေးသုံးမှတ်ရမယ်သုံးမှတ်ကြပါဦးရမယ် ညူကာဆယ်အဝေးကတမတ်နဲ့သုံးမှတ်ကိုပဲသူတို့ကြည့်ရမယ်ရှုံးတော့မရှုံးနိုင်ဘူးဒါပြောဖို့တော့ခက်တယ်ညူကာဆယ်ကလည်းအိမ်ကွင်းမာတဲ့အတင်းဖြစ်တယ်ပြီးတော့မှပွဲစဉ်၃မှာအန်ဖီမှာအာစနယ်နဲ့ကပ်မယ်လီဗာပူးကဒီ recent မှာအာစနယ်ကိုနောက်ဆုံး၃နှစ်တွင်းမှာပရီးမီယာလီဂ်မှာအမရိတ်မှာသူတို့၂နှစ်ရှုံးတယ်ပြီးတော့မနစ်ကတည်ကြတယ်အန်ဖီမှာတော့သူတို့ပိုးရှင်းတစ်နှစ်နိုင်ပြီးတော့နောက်ဆုံး၂နှစ်တည်ကြတာဆိုတော့နောက်ပိုင်းမှာလီဗာပူးကအာစနယ်ကိုတည်ကြတာများတယ် အမရိကမှာတော့သူတို့နှစ်ပွဲရှုံးထားတယ်ဆိုတော့နည်းနည်းတော့အာဆန်ဟာသူတို့တွေခတ်လာပြီခတ်လာတယ်ဆိုတာလည်းအခုအာထက်ထလက်ထက်မှာအသင်းကြီးတွေပဲရလက်ကောင်းလာကြအောင်လီဗာပူးတို့ကကျော်အသင်းတိုင်းတို့ကအာဆန်ကပွဲကြီးတွေဆိုကောင်းတယ်အဲ့ပွဲကအင်ကွင်းကံပဲပြီးတာနဲ့သူတို့ဘန်လီကိုအဝေးကွင်းသူတို့တွားကံပဲအဲ့အာသုံးမှတ်တေချာပေါ့ယူမယ်ပြီးတာနဲ့မာဆေးဆိုင်ဒါဘီဖြစ်အင်ကွင်းမှာ ခံမယ်အဲဆိုကျွန်တော်အမြင်တော့ပထမ၅ဘွဲမှာဘုံမောက်ကိုတရားပေါက်နိုင်မယ်ညူကာဆယ်ကတော့တည်ရင်နဲ့အနိုင်ပဲပြီးတော့မှအာဆယ်ဘွဲကတော့ကျွန်တော်တည်ရင်ပဲအနိုင်ရှုံးဖို့ခတ်တယ်ဘာဆိုတော့အသင်းကြီးနဲ့တင်းဖြစ်တယ်ပြီးရင်ဒါလီကိုနိုင်မယ်အေဗာတန်ကိုနိုင်မယ်ဒါမဲ့ Crystal Palace ကိုပွဲစဉ်6မှာအဝေးခွင့်ပြီးရင် Chelsea ကို Stamford Bridge မှာထပ်ပြီးအဝေးခွင့်ပြီးရင် Man United ကိုအိမ်ခွင့် Brentford ကိုအဝေးခွင့်နဲ့ Aston Villa ကိုအိမ်ခွင့်ဆိုတော့အဲ့ဒီ7ပွဲမှာသူ့အတွက်က United ကိုအိမ်ခွင့် အာစနယ်ကိုအင်ကွင်းအေဗာတန်ကိုအင်ကွင်းဆိုအင်ကွင်း၃ပွဲအဝေးကွင်းမှာစတန်ဖို့ဘရစ်မှာအဝေးကွင်းပြီးတော့မှနယူကာဆယ်မှာအဝေးကွင်းဆိုတော့နယူကာဆယ်ရဲ့အာစနယ်ရဲ့အေဗာတန်ရဲ့ချယ်လ်ဆီရဲ့မန်ယူနိုက်တက်ရဲ့သူတို့ပထမ၁၀ပွဲမှာ၆ပွဲပါတယ် အဲ့ထဲမှာတော့သူတို့နဲ့ကံမဲ့ထဲမှာ Brandfood ပွဲဆိုအဝေးကွင်း Crystal Palace အဝေးကွင်းအဲ့ဒါတွေက tough game တွေပြီးတော့တခြားပွဲပေါ့လေအဲ့ရတွေတစ်ချက်ကြည့်ရမှာဆို Liverpool ရဲ့ပထမ10ပွဲ feature မှာကျွန်တော်မြင်တော့အာနီဆိုလေ short တော့လို့မရအောင်အကုန်လုံးကပွဲကျက်တယ်ခက်ခဲတဲ့အသင်းတွေပြအခုအထူးသဖြင့်အသင်းကြီးက Newcastle ရဲ့ Arsenal ရဲ့ Everton Everton တော့ Marseille တာပြီးတော့ထည့်ထားတာပြီးတော့မှ Chelsea ရဲ့ United ရဲ့စုစုပေါင်း9ပွဲပါတယ် ် Everton ကိုဖယ်လိုက်ရင်၄ပွဲပါတယ်ဆိုတော့ဒါကြောင့်လည်းသူတို့ရဲ့ difficulty ratio မှာသူ့ကိုအဆင့်၄မှာထားရတာဆိုတော့တကယ်လို့သူတို့ e-set ကိုခေါ်နိုင်ခဲ့ရင်ဒီမှာကဘုက fire ဖြစ်သွားနောက်ဆုံးမခေါ်နိုင်လဲ DS ကအထောင်ထား Gapo နဲ့ Florian Verse နဲ့တော့ဒါမှမဟုတ် Gapo ကိုထောင်တာ Florian Verse ကိုတော့ကြိုက်သူလို့သူတို့လုပ်လို့ရတယ်ခံစစ်လဲဒီတိုင်းပဲတခုပဲ van dyne နဲ့ kanate injury ဖြစ်လို့မရအောင်သူတို့မှာ replacement မရှိဘူး jogo man reliable မဖြစ်ဘူး consist မရှိတော့ဘူးဆိုတော့သူတို့ center back ဒီကြမ်းမောက်လိုပြီး ဆိုတော့မကေဟီကိုလာသူရခဲ့တော့တော်တော်လေးကောင်းတယ်ဆိုတော့ရာသီအစလီဗာပူးရဲ့ဖွင့်ပွဲ10ပွဲမှာအာမစ်စလွန်နဲ့လီဗာပူးတိချန်ပီယံကိုကာကွယ်ဖို့ရမှတ်ဘယ်လောက်ထိရမယ်လို့ထည့်တယ်ကိုမတ်မှာဝင်အောင်မချေပြကြပါအောင်ကျေးဇူးပါတယ်